င်တယုံပင်လယ်မှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းဟူတစ်အရှိန်အပါဝင်ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တို့မှာမုတ်တုံတွေအားကောင်းမှုကြောင့်တိုင်းနယ်ပြည်နယ်ချို့မှာမိုးကြီးမယ်လို့စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမိုးစလကမနေ့ကစွန်လ12ရက်နေ့ညပိုင်းမှာထုတ်ပြန်ပါတယ်တောင်တယုံပင်လယ်ရှိအပူပိုင်းမုန်တိုင်းဟူတစ်ဟာတရုတ်နိုင်ငံဟိုင်နန်ကျွန်းကိုဖျက်ချော်မှဖြစ်ပြီးအဲ့ဒီအချိန်ကြောင်းဇွန်လ12ရက်ကနေ16ရက်နေ့အတွင်း တိုင်းနယ်ပြည်နယ်ချို့မှာဒေသအလိုက်နေရာကွက်ပြီးမိုးကြီးမယ်လို့သိရပါတယ်။နေပြည်တော်ရန်ကုန်မန္တလေးပဲခူးမကွေးစကိုင်းအေရဝတီတနင်္သာရီတိုင်းနယ်ကချင်ကရင်နီကရင်ချင်းမွန်ရခိုင်ရှမ်းပြည်နယ်တို့မှာမိုးထချုံရွာပြီးနေရာကွက်ပြီးမိုးကြီးမယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်။အခုနှစ်တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့မုန်တိုင်းဟာမနစ်ကထက်စောပြီးဖြစ်ပေါ်တာကြောင့် မြန်မာနိုင်ငံတွင်အနောက်တောင်မုတ်တုံလေဝင်ရောက်မှုစောစီပြီးမုတ်တုံအားကောင်းစေဖို့ထောက်ပံ့ပေးတယ်လို့မိုးလေဝသပညာရပ်လေးလာသူဦးဝင်းနိုင်က၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။အပူပိုင်းမုန်တိုင်းအရှိန်တရမှုကရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာမိုးများစေပြီးတော့မြေကြီးတွေရဲ့အောက်ဖက်မြေရိုးတစ်လျှောက်မှာတော့မိုးအသင်တင့်တာရွာလာမှုဒီနှစ်မိုးရာသီအတွင်းမြေကြီးနိုင်မဲ့အခြေအနေညှော်နေသွားတယ်။ကင်းလွတ်နိုင်ပြီလို့ကောက်ချက်ချရမှာဖြစ်တယ်လို့ဦးဝင်းနိုင်ကဆိုပါတယ်။ အဲ့ဒီလိုမိုးသည်ထန်စွာရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာ မိုးကြိုးပြစ်တာပျက်စီးလက်တာတို့ဖြစ်ပေါ်နိုင်ပြီးကုန်းမြင့်ဒေသနဲ့မြေကမ်းဘေးနေထိုင်သူတွေသတိထားဖို့လိုအပ်တယ်လို့သိရပါဗျ။မြဝကျုံမော်ဒေသမုံတမကွေမွန်တနင်းသာရီကိုင်းယူရန်တရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသည်လေပြင်းတွေကျရောက်ပြီးလှိုင်းကြီးနိုင်ကရေပြင်းမြေပြင်းလေဟာတနအီကို မိုင်30ကနေ35မိုင်အထိတိုက်ခတ်နိုင်ပြီး လိုင်းမြင့်ကိုးဘေကနေ၁၇ဘေထိမြင့်တက်နိုင်တယ်လို့မိုးစလားစီကသိရပါရဲ့ရှင်။